နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ပြန်လွတ်မြောက်ရေးကူညီပေးဖို့ American သမရအိမ်ဖြူတော်ရှိမှမြမအရေးဆောင်ရွက်သူတွေကဒုတိယမြောက်နေ့အဖြစ်နဲ့ထပ်ပြီးတော့ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။သုတချမ်းသာသတင်းပေးပို့ထားတာပါရှင်။ နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပြန်လွတ်မြောက်ရေးနှင့်စစ်ကူတာဝန်ရရေးကူညီပေးဖို့အမေရိကန်ပြည်ထောင်စုမြို့တော်ဝါရှင်တန် DC တမရအင်မီရိုရှိမှမြန်မာ၏ဆောင်ရွက်သူတွေကဒေသဆောင်တဲ့စက်တင်ဘာ26ရက်နေ့နဲ့29ရက်နေ့တွေမှာနေ့ရက်သက်တိုက်ဆန္ဒပြတောင်းဆိုခဲ့ကြတာပါ။ စက်တင်ဘာ29ရက်နေ့ညနေပိုင်းမှာမြန်မာရေဆောင်ရွက်သူတွေအင်မီရိုရှိမှထပ်မံစုစည်းခဲ့ကြပြီးအမေရိကန်သမ္မတနဲ့နိုင်ငံတကာအစိုးရတွေစီကိုဒေါန်ဆန်းစုကြည်အတွက်တည်င်းစကားထပ်မံပေးပို့နိုင်မှုကြိုးစားခဲ့ကြတာဖြစ်ပါတယ်။အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေကကျွန်တော်တို့သမ္မတထရန့်ရဲ့ဥပဒေအစ်စ်တွေနဲ့နော်နိုင်ငံရေးတွေပြည်တွင်းနိုင်ငံရေးရှုပ်နေတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဆန္ဒပြပွဲတွေကိုဒီရှိမှမလုပ်ဖြစ်ဘူး။ဒါပေမဲ့အခုဒါကတော့သမ္မတထရန့်ကိုလာပြီးတော့ကျွန်တော်ဒါတောင်းဆိုတာဖြစ်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်တို့မေဒေါ်ဆန်းစုကြည်ပါနော်။ကျမကြီးအချိန်ဒီစိုးရွားနေဆိုကြားရတယ်။ရရှိတဲ့ရရှိတိုက်တဲ့ ်ဆေးဝါးကုသခွင့်နေမရဘူးဖြစ်နေတယ်ဆိုတော့ဒီချက်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေတော်စန်းစုကြည်ပါဝင်တမရိုင်းဦးမြင့်ပါဝင်နိုင်ငံချင်းသားတွေအားလုံးပုံမှန်ဆေးဝါးကုသမှုတွေရရှိဖို့เนาะနောက်ပြီးလို့ရှိရင်အ мян ဆုံးလွတ်မြောက်ဖို့အတွက်တမရဒေါ်နယ်ထရန့်အနေနဲ့သူ့ရဲ့ပါဝါကိုသုံးပြီးတော့ pressure ပေးပေးပါလို့ကျွန်တော်လာပြီးတော့ request လုပ်တာပါဒါကျွန်တော်ဒီနေ့ပွဲအဓိကအကြောင်းပါ ဆန္ဒပြပွဲဒုတိယနေ့မှာစစ်ကောင်စီရဲ့အထူးရောင်ရွေးကောက်ပွဲကိုအမေရိကန်ဆိုရကကျော်ဝင်ဆန့်ကျင်ပေးဖို့စစ်ကောင်စီရဲ့အကြံဖက်လို့ရတွေရပ်တန့်အောင်ဖိအားပေးဖို့စတဲ့အချက်တွေကိုလည်းတောင်းဆိုခဲ့ကြတာတွေ့ရပါတယ်။ဗမာပြည်သူပြည်သားတွေခံစားနေရတဲ့နေ့စဉ်ဘုံကျဲတပ်ဖြတ်မရင်းကျင့်ရက်ဆက်ရုံမှောင်မှုအပေါင်းတရဘူးဆောင်းတဲ့စစ်အစိုးရကိုအ мян ဆုံးပြုတ်ကြအောင်ဒီအိမ်ပြီးတော့ရှေ့ကနေပြီးတော့တမရကြီးနဲ့တကွအမေရိကန်အစိုးရကိုလာရောက်တောင်းဆိုခြင်းဖြစ်ပါတယ်။ အသက်80ရွယ်နိုင်ငံတော်ဤတမင်္ဂပုဂ္ဂိုလ်တောင်ဆန်းစုကြည်ကိုစစ်ကောင်စီကအာဏာစသိမ်းတဲ့2021 February တရနေ့မနက်စောပိုင်းကလေးကဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုအကျဉ်းချခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ကြီးပမာထိန်းသိမ်းထားပြီးဘလို့အခြေအနေရှိတယ်ဆိုတာကိုဖုံးကွယ်ပြီးစစ်ကောင်စီကသတင်းအမှောင်ချထားခဲ့ပါတယ်။ဒီတော့အသက်80အရွယ်အမေကိုသူတို့ဖန်စီ၆00နာပေးမယ်လက်ပြည်သူတွေကအမေရဲ့ဟိုအချစ်တွေကမညော့ပါဘူးအမေကိုလည်းယုံကြည်နေသေးပဲ မေဆုချက်မှပါစေအမြန်ဆုံးလွတ်မြောက်ပါစေပြည်သူအလုံးရဲ့တောင်းဆိုချက်ဖြစ်ပါတယ်အမေရိကန်တမရအင်ပြူတော်ရှေ့မှာကျွန်တော်တို့လာပြီးတော့ဒီအမေအမေဆုလွတ်မြောက်ရေးနဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဟိုကိုညီထောက်ပံ့ရေးကိုညီနိုင်ဖို့အတွက်ကိုကျွန်တော်တို့လာပြီးတော့ကျွန်တော်ဆန္ဒထုတ်ပါဖြစ်ပါတယ်တမရအီမီရိုရှိစံသားပြပွဲနှစ်ရက်စလုံးမှာအမေရိကန်ပြည်တော်ရေးရောက်တိုင်းရင်းသားတွေနဲ့ခရီးယံဘာသာဝင်တွေလည်းပူးပေါင်းပါဝင်ခဲ့ပြီးတောင်ဆန်းစုကြည်အတွက်ဝတ်ပြုဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။ အမေတယောက်ကကျမတို့တိုင်းပြည်အတွက်အကုန်အနစ်နာခံခဲ့ရတယ်ကျမတို့ပြည်သူပြည်သားတွေအမေကိုအခုထိကျမတို့မလုပ်ပေးနိုင်ကြဘူးမလွတ်မြောက်ပေးနိုင်ကြဘူးအဲ့ဒီအတွက်ကျမတို့အတော်လေးကိုစိတ်မကောင်းဖြစ်မိတယ်ဒါကြောင့်မလို့ကျမတို့ယုံကြည်တဲ့ဘုရားသခင်စီမှာလာပြီးတော့မှအမေစုကိုအမြန်ဆုံးလွတ်မြောက်ပေးဖို့ဖန်ဆီးထားတဲ့စစ်ကောင်စီသူရဲ့စိတ်နှလုံးသားကိုလည်းနူးညွန့်ပြီးတော့မှသူတို့အမြင်မှန်ရဖို့အတွက်ကိုကျမတို့ဒီမှာလာပြီးတော့ဆုတောင်းရခြင်းဖြစ်ပါတယ်ရှင် နိုင်ငံတော်၏တာဝန်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်အားနှလုံးမိုက်ဆိုင်ရာအခြေအနေပိုဆိုးရွားလာတဲ့အတွက်စိုးရိမ်ကြောင်းတာငယ်ဖြစ်သူ Kim Harris ကိုကိုထိန်နေကစက်တင်ဘာ9ရက်နေ့ကလူမှုကွန်ရက်မှာရုပ်သံဖိုင်နဲ့ပြောဆိုခဲ့တာပါထောင်ဆန်းစုကြည်ရဲ့အခြေအနေနဲ့ပတ်သက်ပြီးကျမ်းမာရေးကောင်းမွန်တဲ့စစ်ကောင်စီတရင်ပြန်ကြားရေးတာဝန်ခံဗီဒီယိုဆောင်မင်းထုံးကတုံ့ပြန်ပြောဆိုထားပေမဲ့ခိုင်လုံတဲ့တပ်တွေကိုတော့မပြသခဲ့ပါဘူးကျွန်တော်ဒုဒ္ဒချမ်းသာပါ